ရခိုင်ပြည်နယ်တဲကစစ်တပ်ထိန်းချုပ်ထားတဲ့ကြောက်ဖြူမြို့နယ်တဲမှာစစ်တပ်နဲ့အာရခတတော်အေတို့ကြားနှစ်ဖက်တိုက်ပွဲများဆက်ပြီးပြင်းထန်နေတယ်လို့သိရပါတယ်။ကြောက်ဖြူမြို့နယ်တဲကမင်းပြည်မြို့မှာတိုက်ပွဲတွေဆက်ပြီးဖြစ်နေတာလို့သတင်းရင်းမြစ်တူကဆိုပါတယ်။တချိန်တည်းမှာပဲမင်းပြည်မြို့မှာရှိတဲ့ရေဒါစခန်းအနီးမှာစစ်တပ်ရဲ့တပ်ဖွဲ့ဝင်စနေဦးထံမှနဲ့လက်နက်ကြီးကြီးထိမှန်ခဲ့တဲ့ရုပ်သံဖိုင်တစ်ခုလူမှုကွန်ရက်မှာပြန့်နှံ့ခဲ့ပါတယ်။ရုပ်သံဖိုင်ထဲမှာတော့ရေဒါစခန်းအနီးမှာစစ်ကော်မရှင်တပ်ဖွဲ့ကတန်းစီနေရာယူတာမျိုးလုပ်နေပြီး တပ်ဖွဲ့ဝင်တယောက်ကမှတ်တမ်းတပ်ပုံရိုက်ဖို့နေရာယူပြင်ဆင်နေတာကိုတွေ့ရပါတယ်။ရုံတန်ဖိုင်ရောင်စစ်ကောင်မရှင်တပ်ဖွဲ့ဝင်စနေဦးထံမှနေရှိပြီးအဲ့ဒီထက်က၁၀ဦးထံမှနေကတော့လက်နက်ကြီးကြီးထိမှန်ပြီးတည်ဆုံးနိုင်တယ်လို့သတင်းရင်းမြစ်တွေကဆိုပါတယ်။လက်နက်ကြီးတလုံးဟာတပ်ပုံရိုက်နေတဲ့စစ်ကောင်မရှင်တပ်ဖွဲ့တွေရှိရာနေရာကိုကြားရောက်ပေါက်ကွက်ပြီးနောက်တလုံးကတော့ရေဒါစခန်းရဲ့ဘဲဘက်အနောက်ဘက်ခြမ်းကိုကြားရောက်ပေါက်ကွဲတာကိုယခုလိုပဲတွေ့မြင်ရပါတယ်။လက်နက်ကြီးကြီးထိမှန်သွားတဲ့စစ်ကောင်မရှင်တပ်ဖွဲ့ဝင်တချို့ကို ကြည်မထိမှန်တဲ့သူတွေကအနီးအနားကအဆောက်အဦတစ်ခုတည်းဆွဲသွင်းနေတာကိုလည်းရုပ်သံမှာတွေ့ရပါတယ်။နိုဝင်ဘာ14ရက်တုန်းကဖြစ်ခဲ့တဲ့ဒီတိုက်ခိုက်မှုဟာမင်းပြင်ရွာကိုစစ်တပ်ကစစ်ကြောင်းထိုးလာလို့အေအေတပ်ဖွဲ့တွေဆုတ်ခွာသွားပြီးနောက်စစ်တပ်ပြန်ဝင်ပြီးနေရာယူချိန်မှာဖြစ်ပွားခဲ့တာလို့မြေပြင်အခြေအနေသိသူတယောက်ကပြောပါတယ်။အဲ့ဒီပြစ်ခတ်မှုဖြစ်ပြီးတဲ့နောက်တိုင်းချောင်းရွာကနေစစ်တပ်ကစစ်ကိုစစ်ကြောင်းထပ်မံဆစ်လွတ်ခဲ့ပြီး အဲ့ဒီစစ်ကူစစ်ကြောင်းကိုအေအေနဲ့ပူပေါင်းတပ်တွေကမိုင်းဆွဲပြီးဂျာဖြတ်တိုက်ခိုက်ခဲ့တာတွေလုပ်ခဲ့တယ်လို့လည်းသူကဆက်ပြီးပြောပါရယ်။လက်နေကြီးနဲ့ပြစ်ခတ်တိုက်ခိုက်ခံရတဲ့တပ်ဖွဲ့ဝင်၁၀ဦးထက်မနည်းနဲ့နောက်ထပ်စစ်ကူလာတဲ့စစ်ကြောင်းလည်းဖြတ်တိုက်ခံရပြီးစစ်ကြောင်းပြတ်သွားတာကြောင့်စစ်တပ်ဘက်ကတေဆုံးမှုများနိုင်တယ်လို့မြေပြင်သတင်းရင်းမြစ်တွေကပြောဆိုထားပါရယ်။လက်ရှိမှာကြောက်ဖြူမျိုးနယ်တဲ့ကမင်းပြင်အပြင်ချောင်းဝါနဲ့စစ်တပ်ပြန်လည်ထိန်းချုပ်လိုက်တဲ့တိုင်းချောင်းရော်တွေဘက်မှာတိုက်ပွဲတွေဆက်ပြီးပြင်းထန်နေတယ်လို့မြေပြင်သတင်းမြစ်တချို့ကပြောဆိုထားပါရယ်။ စစ်ကောင်ရှင်ကတော့ကြောက်ဖြူမျိုးနယ်ကစစ်ရေးအခြေအနေတွေနဲ့ပတ်သက်လို့သတင်းထုတ်ပြန်ထားတာမရှိပါဘူးခင်ဗျာ KK ဘက်ကိုအပြည့်ရှင်းမယ်လို့စစ်ကောင်ဆောင်ပြောဆိုလာတဲ့သတင်းကိုလည်းဖော်ပြပေးပါမယ်ကရင်ပြည်နယ်တန်းမှာကြောက်ဖြတ်နေနေရေးလုပ်နေတယ်လို့ပြောပြီးထိုင်းမြန်မာနယ်စပ်က KK ဘက်နေရာကိုရှင်းလင်းရေးဆက်လုပ်မယ်လို့အာနာသိန်းစစ်ကောင်ဆောင်မရောက်နိုင်ကပြည်နယ်မြို့တော်ဗအံကိုရောက်နေချိန်မှာပြောဆိုလာပါတယ်စစ်ကောင်ဆောင်မရောက်နိုင်ဟာဗအံမြို့ကိုနိုဝင်ဘာ10ရက်မှာတွားခဲ့ပြီးပြည်နယ်အဆင့်ဌာနဆိုင်ရာဝန်ထမ်းတွေ ရမီရဖာရိုတွေ့ဆုံချိန်မှာအခုလိုပြောဆိုခဲ့တာလို့ဆိုပါတယ်။ကြားဖြတ်နေနေရေးကိုအမျိုးသားရေးတာဝန်တရက်လိုမှတ်ယူပြီးလုပ်မယ်လို့လည်းသူက ပြောသွားပါတယ်။ကရင်ပြည်နယ်အတွင်းမှာတင်းရင်အေးချမ်းမှုဖြစ်ရင်းအောင်ကရင်လက်နက်ကိုင်အဖွဲ့အစည်းတွေကလှုပ်ဆောင်နေတာလို့လည်းသူက ပြောခဲ့တယ်လို့စစ်ကော်မရှင်ကသတင်းထုတ်ပြန်ပါတယ်။ဒါပြင်ကရင်ပြည်နယ်မှာတင်းရင်အေးချမ်းမှုဖြစ်ရင်းအောင် လုပ်နေတာကိုလူတို့အနေနဲ့ကာကွယ်ဖို့သူကပြောပေမဲ့ဘယ်လိုလုပ်ရတွေဆိုတာကိုတော့သူကထည့်သွင်းပြောဆိုထားတာမရှိပါဘူး။ စကောင်းဆောင်ကရွေးကောက်ပွဲအကြောင်းထုတ်ပြောခဲ့ပြီးရွေးကောက်ပွဲပြီးတဲ့အခါရွေးကောက်ပွဲကိုယ်စားလှယ်တွေနဲ့ပဲနိုင်ငံရေးလမ်းကြောင်းကိုဆောင်ရွက်သွားရမယ်လို့သူကဆိုပါတယ်။ကင်းလန်တကိုင်အဖွဲ့ဖြစ်တဲ့ကင်းအမျိုးသားစီယုံကင်းရီတို့ကတော့လာမယ့်ရွေးကောက်ပွဲမှာပြည်သူတွေနဲ့အတူဆန့်ကျင်သွားမှာဖြစ်ပြီးစစ်တပ်ရွေးကောက်ပွဲဟာစစ်အာဏာရှင်စနစ်ကိုသက်ဆိုးရှည်စေရေးအတွက်သာဖြစ်တယ်လို့နိုင်ငံတွင်ပြည်ပခါကိုပုံမပြင်းထန်စေပြီးဒေသတွင်းမတည်ငြိမ်မှုကိုပါဆက်လက်ဖြစ်စေတယ်လို့အစိုးရပိုင်းကလည်းထုတ်ပြန်ခဲ့ရပါတယ်။စကောင်းတော်ဟာ နိုဝင်ဘာ5ရက်တရက်ထဲမှာပဲမော်ပြည်နယ်မော်လမြိုင်မြို့ကိုသွားခဲ့ပြီးဖျားဖူးတာညာစည်းတန်းကိုလိုက်ချီတာတွေလုပ်တဲ့တပ်ပုံတွေကိုလည်းထုတ်ပြန်ပါတယ်တပ်ဖွဲ့မှလည်းစစ်ကောင်းသောဗန်ယန်ခီးစင်မစတင်ခင်တရက်လိုမှာစစ်တပ်ထိန်းချုပ်ထားတဲ့ထိုင်းမြန်မာနယ်စပ်ကမော်တောင်မြို့ကိုကရင်အမျိုးသားလွတ်မြောက်ရေးတပ် KNL နဲ့ပူးပေါင်းတပ်တွေကထိန်းချုပ်လိုက်ပါတယ်မော်တောင်မြို့ဟာထိုင်းမြန်မာနယ်စပ်ကုန်းသွေးစခန်းရှိတဲ့မြို့တစ်မြို့လည်းဖြစ်ပါတယ်အဲ့ဒီမြို့သိမ်းတပ်ပွဲမှာ စစ်တုံးမှန်43ဦးနဲ့လက်နက်ခဲယံတွေဖမ်းဆီးရမိခဲ့တယ်လို့ KNL ကထုတ်ပြန်ထားတာပဲဖြစ်ပါတယ်ခင်ဗျာ။ကြားပြန့်ကြီးဆိုတဲ့နေရာတွေကိုမြန်မာတရုတ်အပါအဝင်6နိုင်ငံပူးပေါင်းထိန်းချုပ်ဖို့ဆွေးနွေးတဲ့တဲ့တင်ကိုလည်းဖော်ပြပေးပါမယ်။အွန်လိုင်းငွေလိမ်ကြားပြန့်နေနေပူးပေါင်းဆောင်ရွက်မှုတွေမြင့်တင်သွားမယ်လို့တရုတ်မြန်မာထိုင်းကမ်ဘောဒီးယားလာအိုနဲ့ BNN စတဲ့6နိုင်ငံပူးတွဲလုပ်တဲ့ကုမင်းဆွေးနွေးဘက်ကနေရလက်ထွက်တယ်လို့စစ်ကောင်စီကနိုင်ငံပိုင်သတင်းစာကနေဒီကနေ့နိုဝင်ဘာ16ရက်မှာကြေညာလာပါတယ်။ ဒေတာတွင်းမှာ online လေလံမှုအဓိကလုပ်နေတဲ့နေရာတွေကိုအဲ့ဒီနိုင်ငံတွေကဘူးတွေထိန်းချုပ်သွားဖို့ကိုလည်းဆွေးနွေးခဲ့ကြတယ်လို့စစ်ကော်မရှင်ကပြောပါတယ်။အမေရိကန်ဘက်က online ငွေလိမ်လုပ်ငန်းကြားဖြန်တိုက်ဖျက်ရေးအထူးအဖွဲ့ဖွဲ့စည်းပြီးတရားကြားမှာပဲ။အခြေတော်အာရှတဲ့က6နိုင်ငံကလည်းကြားဖြန်နေနေရဲ့အတွက်ဘူးပေါင်းဆောင်ရွက်မယ်ဆိုတဲ့ခြေလှမ်းစာလာတာဖြစ်ပါတယ်။နိုဝင်ဘာလ14ရက်ကတရုတ်နိုင်ငံကိုမင်းမြို့ဟိုက်ကင်ဟိုတယ်မှာကျင်းပခဲ့တဲ့ဒီအစည်းအဝေးဟာ မြန်မာအပါအဝင်နိုင်ငံပေါင်း6နိုင်ငံကနေကြားဖြတ်အရေးအတွက်ပထမဆုံးလုပ်တဲ့ online လေလံမှုဘူပေါင်းတိုက်ဖြတ်ရေးဆိုင်ရာဝင်ကြီးအဆင့်အစည်းအဝေးဖြစ်ပါတယ်။အဲ့ဒီအစည်းအဝေးမှာ online လေလံကြားဖြတ်တွေကိုတိုက်ဖြတ်ဖို့နိုင်ငံတကာမဟာမိတ်ပူးတွဲတည်ထောင်ရေး online လေလံမှုလောက်ကိုင်းနေတဲ့နေရာတွေကိုရှင်းလင်းဖယ်ရှားရေးနဲ့ပြည်နယ်လွှဲပြောင်းမှုဒုံမြင့်ပြုလုပ်ရေးစတဲ့အချက်တွေကိုထည့်သွင်းဆွေးနွေးခဲ့တယ်လို့သိရပါတယ်။အမေရိကန်ရဲ့အထူးအဖွဲ့ကတော့မြန်မာလာအိုနဲ့ကမ်ဘောဒီးယားက တရုတ်ရာဇဝတ်အဖွဲ့တွေရဲ့နောက်ကွယ်ကခေါင်းဆောင်တွေကိုအ धिक ဥတီဖော်ထုတ်သွားမယ်လို့ Washington DC ရှိနေုံကပြောဆိုထားပါတယ်။ဒီချိန်ထဲမှာပဲစစ်ကောင်မရှင်ကတော့ထိုင်းမြန်မာနယ်စပ်ကရင်ပြည်နယ်တဲကကြားဖြတ်ရုံတွေရှိတဲ့ KK ဖက်တဲကအဆောင်တွေကိုဖောက်ခွဲဖြိုချဖျက်ဆီးတာတွေလှုပ်ဆောင်နေပါတယ်။လက်ရှိမှာတော့ KK ဖက်ဝင်းထဲမှာလုပ်ငန်းဆိုင်6ခုရှိပြီးဆိုင်နှစ်ကအဆောက်အုံများစုပဲဖောက်ခွဲဖျက်ဆီးတာခံရတယ်လို့မြေပြင်သတင်းမြစ်တချို့ကပြောဆိုထားတာပဲဖြစ်ပါတယ်ခင်ဗျာ။ အရှေ့တောင်အာရှတဝန်းရှိစိုက်ဘာငွေလင်ကမ်းတွေကိုနိုင်နေဖို့ Scan Center Strike Force ကချေမုံရေးအဖွဲ့ကိုဖွဲ့စည်းလိုက်ပြီးဖြစ်တယ်လို့ American ဘဏ္ဍာရေးဝန်ကြီးဌာနကကြေညာချက်ထုတ်ပြန်လိုက်ပြီးဖြစ်ပါတယ်။ထို့အပြင်မှာတရားရေးဝန်ကြီးဌာနမှရှိနေများ FBI အေဂျင့်များ Secret Service ကိုရှုပ်ဝှက်ထောက်လိုင်းရေးအဖွဲ့နိုင်ငံခြားရေးဝန်ကြီးဌာနမှအရာရှိကြီးများပါဝင်နေတာဖြစ်ပါတယ်။အဆိုပါတပ်ဖွဲ့ဟာရှစ်တောင်အာရှမှာအဆိုးရွားဆုံးသောကျူးလွန်နေတဲ့လိမ်လည်မှုစင်တာများနဲ့၎င်းတို့ရဲ့ခေါင်းဆောင်များကိုစုံစမ်းစစ်ဆေးမည်။ အနောက်ရှက်ပေးရင်ဖြက်စီးပြင်မည်တရားစွဲဆိုမည်ဖြစ်ရာမြန်မာကမ္ဘောဒီးယားနဲ့လာအိုနိုင်ငံတို့ကိုအဓိကထားဆောင်ရွက်သွားမယ်လို့ကြေညာချက်မှာပါရှိထားတာဖြစ်ပါတယ်၂၀24ခုနှစ်အတွင်းအမေရိကန်နိုင်ငံသားများထံမှဒေါ်လာ10ဘီလီယံခန့်လိမ့်လည်ခဲ့ကြ၍တသက်တာစုဆောင်းထားငွေများဆုံးရှုံးဘဝပြတ်သွားသူအများပြားရှိလာခဲ့၍ယခုလိုပြက်ပြက်သားသားအေးအေးယူယံဆုံးဖြတ်လိုက်ခြင်းလည်းဖြစ်ပါတယ်ဗိုလ်တော်ဦးကအဆိုပါဂိုင်းများအားအကာအကွယ်ပေးနေတဲ့ DKB အဖွဲ့နဲ့ခေါင်းဆောင်များအားလုံးပါဝင် ပတ်သက်နေတဲ့ထိုင်းကုမ္ပဏီများအားလုံးကိုပထမအဆင့်အနေနဲ့စီးပွားရေးပိတ်ဆို့ဒဏ်ခတ်မှုများပြုလုပ်လိုက်ပြီလို့အမေရိကန်ဗန်နာယေးဝန်ကြီးဌာနကကြေညာခဲ့ပါတယ်။စက်တင်ဘာလအတွင်းကစောချေသူရဲ့ကင်းရဲအမျိုးသားတက်ဆိုတာကိုလည်းအလားတူပိတ်ဆို့ဒဏ်ခတ်လာခဲ့ပါတယ်။လက်ထောက်ဗန်နာယေးဝန်ကြီးဂျွန်ဟာလီမောအဆိုပါငွေလိမ်ကမ်းများဟောင်းမြန်မာစစ်အုပ်စုရဲ့ရက်ဆက်ကြမ်းကြုတ်စွာကျူးလွန်နေတဲ့ပြည်တွင်းစစ်ကြီးအားလည်းကူညီအားပြေးပေးနေကြောင်းအမေရိကန်သည် ဆိုင်ဘာရာဇဝတ်ကောင်များမြည်သည့်နေရာတွင်လှုပ်ရှားနေစေကမို့လိုက်လံဖမ်းဆီးရန်နဲ့အမေရိကန်မိသားစုများကို၎င်းတို့ရဲ့ခေါင်းပုံဖြတ်မှုများမှာကာကွယ်ဖို့အတွက်မိမိတို့ပိုင်ဆိုင်တဲ့ကရိယာအလုံးကိုဆက်လက်အသုံးပြုသွားမှာဖြစ်တယ်လို့ထုတ်ပေါ်ပြောဆိုခဲ့ပါတယ်။လိန်လေပြည့်ရလာတဲ့ငွေတချို့က DGB ထိန်းချုပ်ထားတဲ့ KK ဖက်အထွန်းမှာရှိတဲ့ထိုင်ချန်လို့အမည်ပေးထားတဲ့ဌာနချုပ်ကိုရောက်ရှိသွားတယ်လို့အမေရိကန်ကယုံကြည်လျက်ရှိပါတယ်။အမေရိကန်ဟာအဆိုပါဂိုင်းတွေကိုဖြိုခွင်းဖို့အတွက်မြန်မာစစ်အုပ်စုအားတွယ်ဝိုက်ဖိအားပေးခဲ့တော်လဲ ၎င်းတို့ကအပေါ်ယံဟန်ပြလူကြားကောင်းအောင်လုပ်ပြပြီးလိန်လည်လာခဲ့တာကြောင့်အမေရိကန်မှအုံနယ်ချင်းနဲ့ပတ်ဝန်းပတ်သက်ရန်ဆုံးဖြတ်လိုက်ပုံလည်းရပါတယ်။စစ်အုပ်စုရဲ့နိုင်ငံရေးဝန်ကြီးတန်းဆွေမှကြောက်လန့်တကြားဖြင့်ရန်ကုန်ရှိတန်တမန်များကိုဖိတ်ခေါ်ပြီး KK ဘက်ရှိအစဥပေါင်း625လုံးရှိတဲ့အနက်148လုံးကိုဖျက်ဆီးပြီးဖြစ်ကြောင်းဆက်လက်၍လည်းလုံဆောင်သွားမယ်ဆိုတဲ့အခြေအနေအမှန်ကိုမိမိတို့ အစိုးရများထံတင်ပြပေးကြပါလို့တောင်းဆိုသွားခဲ့ပါတယ်။ ဆဲအုပ်စုကဖျက်ဆီးမှုတွေကိုဟန်ပြတာလုံဆောင်ခြင်းဖြစ်ကြောင်းတရုတ်ကိုင်းကောင်းဆောင်များထိခိုက်ခြင်းမရှိဘဲလွတ်မြောက်သွားကြောင်းနဲ့၎င်းတို့ရဲ့မဟာမိတ်ဖြစ်တဲ့နေဆောင်တဲ့ BGM မှာတစ်ဆင်ဒေါ်လာဘီလီယံပေါင်းများစွာအကျိုးများရရှိနေကြောင်းနဲ့စောချစ်သူအားအဘဲကြောင့်အေးမြူပဲလွတ်ထားရတယ်ဆိုတဲ့ကျေကျေပြန့်ပြန့်ဝေဖန်လာမှုတွေကိုဖြည့်ရှင်းပေးနိုင်ခြင်းမရှိဘူးလို့ AOD သတင်းကသုံးသပ်ထားပါတယ်။အမေရိကန်ဘက်ကမြန်မာအောင်ဗင်နီဇွဲလာကဲ့သို့လောက်လာမလားလို့မြည်သူမှတက်အသေးချာမပြောနိုင်တဲ့အပြင် တရုတ်တို့ရွှေလိုဥကရိတ်တကြီးကြီးလောက်လာနေတဲ့မြန်မာစစ်အုပ်စုဟာလည်းအမေရိကန်ရဲ့ခေါင်းစဉ်ပြောင်းတက်လာတဲ့ဖြည့်ရှင်းမှုနဲ့ရင်ဆိုင်လာရဖို့ရှိနေပါတယ်။၎င်းတို့နိုင်ငံသားများလိမ်လည်ခံရတဲ့အတွက်တရုတ်အစိုးရမှရှမ်းမြောက်ဒေသတခုလုံးကိုစစ်အေးရာထိန်းချုပ်ပြီးအစိုးရကိုင်းများအားနှင်ထုတ်လိုက်၍ထိုင်းမြန်မာနယ်စပ်သို့ပြောင်းရွှေ့လာခြင်းဖြစ်ရာအမေရိကန်ဘက်မှလည်းမိမိတို့ကဘက်ကြောင့်ထိုးထိုးလုပ်ရမရနိုင်ရတဲ့လို့မေးခွန်းထုတ်လာပုံရပါတယ်။ဒီနှစ်အတွင်းဒေါ်လာ10ဘီလီယံဆုံးရှုံးနေမှုကြောင့် ငွေမျက်နှာသာကြည့်တဲ့ဒေါ်နယ်ထရန့်ဖို့တော့မျက်လုံးပြူးစရာဖြစ်လာရပါတယ်။ထို့အတွက်ကြောင့်စောချစ်သူဟာအနေနဲ့အများဆိုသလိုအမေရိကန်တို့မူရစ်ကုန်ကူးမှုနဲ့လိုရှိနေတဲ့ပနမားစစ်ကောင်းဆောင်နော်ဒီကားကဲ့သို့ဂျမာဆိုနဲ့အနေနဲ့အများဆိုသလိုကြုံလာရဖို့ရှိနေတယ်လို့ခံမှန်းချက်များထွက်ပေါ်လာနေပြီဖြစ်ပါတယ်။ထိုင်းနိုင်ငံကလည်းရွှေကုတ်ကိုရှိအွန်လိုင်းငွေလိမ်ကိုင်းများအားကြိုးကင်နေတဲ့ရှီချင်ချန်အားတရုတ်နိုင်ငံကိုလွှဲပြောင်းပေးလိုက်ပြီးဖြစ်ပါတယ်။အေယော်ရီသတင်းမှာတော့ ယခုခါတရုတ်အာဏာပိုင်တွေကရှီကျင်ကျမ်းမာတဆင်ဆောချစ်သူမြို့များအတိုင်းအတာထိပဝံပတ်သက်နေတာကိုအတိအကျသိရှိရတော့မှာဖြစ်တာကြောင့်ဆောချစ်သူအားအမေရိကန်တို့ထပ်ပင်တရုတ်ဘက်ကအရင်လက်ဦးမှုရယူနိုင်တယ်လို့យေတာထားပါတယ်။ထို့သောយေတာများကိုရိတ်စားမိပုံရတဲ့ BGA ခေါင်းဆောင်ဆောချစ်သူက၎င်းတို့လုံဖော်ကိုင်ပကြီးလွမြောက်ရလွမြောက်ကြောင်းကျမ်းမာစီကြောင်းစူတောင်းဘက်ကိုပင်အခမ်းအနားနဲ့ပြုလုပ်ပြီးနှုတ်ဆက်ထားရန်တွဲဝိုက်တောင်းဆိုခဲ့ပြီးဖြစ်ပါတယ်။မင်းအောင်လိုင်းအဖို့ကလည်း ရွေးကောက်ပွဲစရုပ်ဖြင့်လိန်ဖို့ပင်စိတ်အေးလက်အေးလုပ်ရမရဖြစ်လာနေပါတယ်။၎င်းတို့အုပ်စုကသို့တို့အလိညာများပြည်ပအောက်ကိုဖြင့်တစ်သလုံးလှူစားသွား၍ရမယ်လို့ယူဆနေခြင်းကပင်အံ့ဩစရာဖြစ်နေရပါတယ်။ပြည်သူတို့ရဲ့ခုခံတော်လှန်စေမုတ်ချအောင်ရမည်။